်မင်္ဂလာပါ Red Devils မြန်မာကျိုးဆိုပါတယ် Manchester United တို့မှာတိုက်စစ်ပိုင်းအချက်အတဲတစ်ခုဝင်နေပါပြီ Cisco effect လို့တောင်းဖြိုးလို့ရတဲ့ဒီပြဿနာက ကစားသမားတယောက်ရဲ့ဒဏ်ရာကနေအဆဖြူခဲ့တာပါကဲဒီတော့အဖြစ်ပြက်လေးတစ်ခုကနေကလပ်အသင်းကြီးတစ်ခု draw ပြဿနာတွေ domino လို့စက်တိုက်ဘလို့ဖြစ်လာတယ်လဲဆိုတော့ကိုအတူတူကြည့်လိုက်ကြအောင်ဘောလုံးချက်ထုတ်မှုတစ်ချက်သေးပါဒါပေမဲ့အဲ့ဒီနောက်ဆက်တွေကတော့တလတ်လောက်ဒုက္ခပြီးသွားမယ်အကျိုးဆက်တွေပါပဲ ။ဆိုတော့အဓိကမေခွန်းကဇာပါပဲ။ကစားသမားတယောက်ရဲ့ဒဏ်ရာလေးတစ်ခုပါနေ။ Manchester United အတွက်ဒီလောက်ကြီးတဲ့အချက်တေးကြီးတစ်ခုဘလို့များဖြစ်သွားရတာလဲ။ကဲ။ဒီပြဿနာကိုဖြစ်စေတဲ့အဖြစ်အပျက်တွေကိုတစ်ခုချင်းစီလိုက်ကြည့်ကြရအောင်။အရာအားလုံးရဲ့အစကတော့ဒံဘိုးကြီးပဲထိခိုက်မှုတစ်ခုအနေစတင်ခဲ့တာပါ။ပထမဆုံးအနေနဲ့ဈေးကြီးပြီးခေါ်ရတဲ့ကစားသမားတယောက်ဒဏ်ရာရသွားတဲ့အထည်အပြည့်ကနေစားရကြရအောင်။ကဲ။ ဒီဇယ်လာနဲ့အဒီကဆက်ကဘင်ဂျမင်ဆက်စကိုအချောင်းအရင်ပြောကြရအောင်သူကအသက်20နှစ်နဲ့ပဲရှိသေးတယ်ဆလိုဗေးနီးယားတိုက်စင်မှုပေါ့အာဘေလိုက်ပ်စစ်ကနေဒီနွေရာဒီမှာမှယူနိုက်တက်ကိုရောက်လာတာပါအတင်းတက်မှာခြေဆွမ်းပြနေတော့ပဲပရီးမီယာလိဂ်စစ်တပ်ပွဲမှာငကိုးသွင်းပြီးတကိုးဖန်တီးပေးထားတာပါဒီမှာကြည့်ယူရို16တက်ထမဒုံတန်ဒါကယူနိုက်တက်တို့သူ့ကိုခေါ်ဖို့တုံးခဲ့တဲ့ပိုက်ဆံမှာဒီလောက်များတဲ့ယင်းနှမြုံနှံမှုကသူ့ရဲ့အရေးပါမှုကိုရော ူမရှိရင်အတင်းအထဘလော့ထိခိုက်မလဲဆိုတာကိုရောကောင်းကောင်းကြည့်ပြနေတာပေါ့အဲ့ဒီတန်ရာကဘယ်လိုဖြစ်သွားလာလဲဆိုတော့နိုဝင်ဘာလ10ရက်နေ့က Spice နဲ့ပွဲမှာပေါ့မီကီဗန်နေဗန်ကဂိုးရှိမှာအသေးလေးဖြစ်ထုတ်လိုက်တာဂိုးတော့ safe ဖြစ်သွားတယ်ဒါပေမဲ့ Cisco ကတော့ဒူးတန်ရာရသွားခဲ့တယ်အဲ့ဒီတန်ရာကြောင့်သူ၃ဘက်ကနေ၅ဘက်လောက်ထိနားရမယ်လို့ခန့်မှန်းထားကြတယ်ဆိုတော့ club တော့ချက်ချင်းကြီးကွက်လက်တစ်ခုဖြစ်သွားတာပေါ့ အမြန်ဆုံးအစားထိုးဖို့လိုတဲ့ပြဿနာတစ်ခုပါဒါပေမဲ့ဒီဇက်လန်ကဆက်စကိုထိုင်ရရတာနဲ့မပြီးသေးပါဘူးအချိန်လေးကိုပိုပြီးတော့တောင်ရှုပ်ထွေးထွားစေတဲ့နောက်တစ်ချက်ကတော့အာဖရိကနိုင်ငံများဖလားပြန်ပွဲ Fcon ကလည်းကျင်းပတော့မှာမို့လို့ပါပဲဒီမှာကြည့်လိုက်ရင် United ရဲ့တိုက်စစ်ကဘလောက်ထိအားနဲ့တော်လဲဆိုတာရှင်းနေတာပဲတစ်ဖက်မှာကဆက်စကိုကတန်ရနဲ့နောက်တစ်ဖက်မှာကျတော့အမက်နဲ့ Brian Buimo တို့က AFKCN တော့ကစားရတော့မယ်ပြောရရင် ရှေ့တန်းကိုတစ်ချက်တန်းနဲ့နှစ်ချက်ဆင့်ထိုးလိုက်တလို့ပါပဲ AF ကောင်ပြိုင်ပွဲကဒီဇင်ဘာ27မှာစပြီးဇန်နဝါရီ18မှာပြီးမှာပေါ့ဆိုရတာကယာဒီရဲ့အရေးကြီးဆုံးအချိန်တွေကတခုမှ United တို့တိုက်စစ်ကစားသမားနေရာမှာပါပဲဒလာနီဘာကစားရတော့မယ်ဖျားကတော့တော်တော်များနေပါပြီ Okay ဒါဆိုဒီကစားသမားတွေမရှိတာကလာမယ့်ပွဲစဉ်တွေပေါ်ဘယ်လိုတက်ရောက်မလဲဒီပွဲချက်ကာလကိုဘယ်လိုကြော်ဖြတ်ရမလဲဆိုလားကြည်လိုက်ကြဆိုဒါကသူတို့ရင်ဆိုင်ရမယ့် Premier League ပွဲစဉ်ချုပ်ဖွဲ့ပါ Aston Villa, Newcastle, Wolves, Leeds, Burnley ပြီးတော့အရေးကြီးဆုံးဖြစ်လိုက်တဲ့ Manchester City နဲ့ဒါဘီပွဲပွဲတိုင်းကမလွဲဘူးဒါဒီကိုအခုလိုအားနည်းနေတဲ့တိုက်စစ်နဲ့ရင်ဆိုင်ရမှာပါတန်နေပေပြီးသွားသေးတာမဟုတ်ပါဘူးဒီပွဲချက်ကာလာကြီးရဲ့လေတက်တက်မှာမရှုံးအောင်ကစားရမယ့် FA Cup တတိယရှင်ပွဲစစ်တစ်ခုလည်းရှိနေသေးတယ်အမားလို့လို့လုံးဝမရတဲ့အခြေအနေမှာဖျားတွေကတကယ်ကိုတောင်းလို့ပုံနေပါပြီနောက်ဆုံးအနေနဲ့ club အတင်းအတွက်အကြီးမားဆုံးမေးခွန်းတစ်ခုကိုကြည့်ကြရအောင် လာမယ့်ဇန်နဝါရီအပြောင်းအလဲမှာကစားသမားတစ်ဝယ်မလားမဝယ်ဘူးလားနီပြရူဘန်အမရီမ်ကတော့တခုလုံနိုင်ချေရှိတယ်လို့အရေးအမြတ်ပြောထားတယ်။သူကဇန်နဝါရီမှာအပြောင်းအလဲဈေးကွက်ထဲမှာလှူရှားမှုတွေရှိနိုင်တယ်လို့ပြောသွားတာကိုဒါဆို United တို့ တကယ်ပဲလူသစ်ရှာနေတာလားဒါပေမဲ့အញ្ញိုင်းရောမြွန်လင့်လို့မရသေးပါဘူး။နာမည်ကြီးကစားသမားတယောက်ကိုခေါ်နိုင်မှုကတော့ဖြစ်နိုင်ကြေးတော်တော်နည်းပါတယ်။မြွန်လင့်ချက်လည်းရှိတယ်လို့လုံးနဲ့လက်တွေ့မှာတော့အခက်ခဲကြီးအများကြီးရှိတယ်။ ဘာလို့လဲဆိုတော့တစ်ချက်ကပြီးခဲ့တဲ့နေရာဒီမှာငွေတွေအငားကြီးတုံးထားတာဘတ်ဂျက်ကတိမကျန်တော့ဘူးနောက်တစ်ခုကအတင်းရတခြားနေရာဒီမှာလည်းအင်အားဖြစ်ဖို့လိုနေသေးတယ်ဆိုတော့တိုက်စစ်မှုတစ်တယောက်ကအရေးကြီးလုံးဦးစားပေးဖို့ချိန်မှာဟုတ်မှာပါဒါကြောင့်နောက်ဆုံးမှဒီမေခွန်လေးနဲ့ပဲအဆုံးတက်ချင်ပါတယ်တိုက်စီမှာလူမဆုံးရွေးစရာကလေးနေပါနေတဲ့အချိန်မှာ United ရဲ့ဒီအချက်အသေးကိုဖြေရှင်းပေးနိုင်မှာကဘိတ်ဆန်လားဒါမှမဟုတ်တီထွင်ဖန်နေနိုင်စွမ်းလားကလပ်ရဲ့အနာဂတ်အတော်ဖြေရှားရမယ့်အဓိကကြတဲ့မေခွန်းတစ်ခုပါပဲ